င်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွလေ့လာကြည့်ကြမှာကတော့ဓမ္မတိချန်တဲ့ကရှင်ပေရုဩဝါရစာပထမဆောင်အခန်းကြီးသုံးပြပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီကကျွန်တော်ကျွန်တော်တို့အဓိကကိုးကားသွားမယ့်အချက်လက်ဒီက The Wise Believers အဖွဲ့ကပြုစုထားတဲ့လေ့လာချက်ဒီပေါ့နော်อืมဒီအခန်းကခရီးယန်တယောက်ရဲ့နေစဉ်ဘဝနဲ့တော်တော်လေးဆက်ဆက်နေတဲ့အကြောင်းအရာတွေဗျာဆက်ဆံရေးတွေအချင်းဝတ်တွေဟုတ်ကဲ့အထူးသဖြင့်ဟိုမတရားတိုးခတ်ခံရတဲ့အခါဘယ်လိုသဘောထားမလဲဆိုတာမျိုးတွေပေါ့ အင်မတန်လက်တွေ့ကြတယ်ဟုတ်ပါတယ်ဒီအခန်းကတကယ့်ကိုလက်တွေ့ပေါ်ရတဲ့ကအချင်းတွေကိုတဲတဲ့ဖြိုးထားတာပါယုံကြည်သူတွေကလောကထဲမှာတီးတက်နေတာမှမဟုတ်တာနော်မှန်တယ်မိသားစုအတိုင်းအဝိုင်းနဲ့ထီထွေးဆက်ဆံနေရတာဆိုတော့ဒီလိုလက်ညွန့်ချက်တွေကအရေးကြီးပါတယ်အိမ်တော်ရေးနဲ့လူမှုဆက်ဆံရေးအခက်ခဲတွေကိုရင်ဆိုင်ပုံထိကျေပြန်တယ်ဟုတ်ကဲ့ the wise believers here masuri ga le ta re ko kaung kaung mi mon tho pya tha de le so ba de ke da so aduru sa di san sat chi ja aw aw ba bi kaung ba bi ဓမ္မစိုးတိုင်းနာတော်အိမ်နှောင်ရှင်ဒီအတွက်လမ်းညွန့်ချက်ပေါ့အခန်းငယ်တက္ကဏီခွန်ဟုတ်ကဲ့ဒီမှာ the wise believers တုံးတချေရစိတ်ဝင်စားစရာအချက်တခုကဇနီးတီတီနဲ့ပတ်သက်တယ်အထူးသဖြင့်ယုံကြည်ခြင်းမရှိသေးတဲ့ခင်ပွန်းကိုဘလို့ဆွဲဆောင်မလဲဆိုတာလေอืมအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ကျန်းစာကစကားမပြောဘဲနဲ့မိမိတို့ရဲ့တန်ရှင်း၍ကြောက်ရွံ့ခြင်းနဲ့တကွကျင့်တော်အခြင်းအားဖြင့်ဆွဲဆောင်နိုင်တယ်လို့ဆိုတယ် ဟုတ်ပါတယ်ဆိုလိုတာကစကားနဲ့အတင်းဖိအားပေးတာထက်ကိုယ့်ရဲ့အသက်တာ ကိုယ့်ရဲ့အမှုအကျင့်နဲ့တိတ်တိတ်လေးသက်သေခန္ဓာကပိုအစွမ်းထက်နိုင်တယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်အဲ့ဒီလိုအသက်တာနဲ့သက်သေခံဖို့လိုအပ်တဲ့အရေးအသွေးကိုလည်းဆက်ပြောထားသေးတယ်နော်အခန်းငယ်3နှစ်လီမှာမှန်ပါတယ်အပြင်မန်းအလှစင်တာတွေဥမာဆန်ပင်လက်လာလီကျက်တာတို့ရွှေတွေဝတ်တာတို့အဝတ်ကောင်းစလွဲဝတ်တာတို့ဟုတ်ကဲ့အင်းတိမ်မွေရေငိန်သက်ချင်းတဘောอืม အတွင်းစိတ်အလာဖို့ဟုတ်ပါတယ်ဒီအတွင်းစိတ်အရေအသွေးကဖျားသခင်ရွှေတော်၌အဖိုးတန်လာ၏လို့အတီအလင်းပြောထားတာကအရေးကြီးတယ်ယူရေဘလိုတမတ်သမဲ့ဖျားအမြင်မှာဒါကတန်ဖိုးရှိတယ်ဆိုတော့ပြတယ်ဒါကအပြင်ပန်းကိုအရန်အလေးပေးတဲ့ဒီနေ့ခေတ်အတွက်တော်တော်လေးစဉ်းစားစရာအချက်ပဲဗျာတင်ချတာပေါ့ဟုတ်ပြီဒါဆိုရင်ဇနီးတွေအတွက်ကအတွင်းစိတ်အလာကိုဦးစားပေးဖို့ပေါ့ခမွန်စိတ်တွေအတွက်ကဘလိုလမ်းညွှန်ထားသေးလဲအခန်းငယ်ခွန်မှာရှိတယ်နော်ဟုတ်ကဲ့ ခမွန်းသီးတွေတက်ကြတော့ဇနီးထီတွေနဲ့ပညာအတိုင်းအတူနေဖို့မှာထားတယ်။အဲ့ဒါနားလည်မှုရှိရှိပေါ့နော်။သူတို့ရဲ့လိုအပ်ချက်ခံစားချက်တွေကို နားလည်ပေးဖို့ပညာအတိုင်းဆိုတာက knowledgeably ပေါ့။ဟုတ်ပါတယ်။ပြီးတော့အားနည်းသော all ဆိုတဲ့အတုံးလုံးရှိတယ်။ဒါပေမဲ့ the wise believers ရဲ့လေလာချက်အရော့ဒါကနင်းချတဲ့အတုံးမဟုတ်တော့ဘူး။ဟုတ်လား။ဘလို့မြို့လဲ။တမိုးထားပြီးဂီရိုဆိုင်ကင်တွေရမယ်သူကကွယ်ပေးရမယ်သူအဖြစ်ရှင်မြင်ဖို့ရည်ရတာဖြစ်ဖို့များတယ် ဘာလို့လဲဆိုတော့သူတို့အားအထက်ဤကျေးဇူးတော်ကိုအတူတကွအမွေခံရတော်သူဖြစ်လို့ပဲတဲ့။ဒါကြောင့်ယူတည်ရမယ်လဲစားရမယ်။အတူတူအမွေခံနေဆိုတဲ့အချက်ကအရေးကြီးတာပေါ့။ဟုတ်ပါတယ်။ဒီလိုအပြန်အလှန်နားလည်မှုလေးစားမှုမရှိရင်ဘာဖြစ်လဲဆိုတာကိုလည်းအခန့်ငယ်ခွန်အဆုံးမှာတတိပေးထားတယ်။သင်တို့ဆူတောင်းခြင်းကို မစီတားစေခြင်းကတဲ့။ 哦，大家都到里那的得里背着背，因那哎当时他们拼音，过也文言啊，书当经过让推开那的书了的不？啊，对家呗，大家是生你那个表他嘞。讲嘛呗，因那哎个你是比较不接表呢，啊，单外用几多亲人十三一个，啊，看个时间你生你嘛是表他嘞。好个。D အပိုင်းမှာ the wise believers ကစီလုံးချင်းရဲ့အရေးပါမှုကိုအဓိက ထောက်ပြထားပုံရတယ်။ အလုံးစစ်တဘောထားတစ်ခုတည်းရှိဖို့ကိုချင်းစာတရားညီအိတ်ကိုလိုချစ်ချင်းတနာကျင်နာချင်းစိတ်နှိမ်ချချင်းဟုတ်ပါတယ်ဒီအရေးသွေးတွေကအတင်းတော်ဖက်စီတခုကောက်ဖို့တော့အခြေခံနေပေါ့ဟုတ်တယ်ဒါပတ်အခန်းငယ်၉မှာပါတဲ့လမ်းညွန်ချက်ကတော့တော်တော်လေးအဲလက်တွေမှာစိန်ခေါ်မှုကြီးနိုင်တယ်ဗျာအခန်းငယ်၉ကတော့တကယ်ကိုခရစ်စတန်အသက်တာရဲ့အမှားခံကြတဲ့အချက်တခုပဲဘလို့ဆိုထားလဲဆိုတော့ မကောင်းသောအမှုကိုမကောင်းသောအမှုဖြင့်ပြန်၍မပြုကြနှင့်ဆေးရည်ချင်းကိုဆေးရည်ချင်းဖြင့်ပြန်၍မပြုကြနှင့်သူ့ကိုကောင်းကြီးမင်္ဂလာကို အမွေခံစေကြလောတဲ့ဟုတ်ကဲ့ဒါကလူတဘာဝရဲ့လက်တုံပြန်ချင်းနဲ့စိတ်နဲ့တော်တော်လေးဆန့်ကျင်ပတ်ပဲနော်တော်တော်လေးကိုဆန့်ကျင်ပတ်ပဲဒါပေမဲ့ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတဲ့အကြောင်းရင်းကိုဆက်ပြောထားတာကအရေးကြီးတယ်။အကြောင်းမူကတင်တို့ဒီကောင်းကြီးမင်္ဂလာကိုအမွေခံစေခြင်းကခေါ်တော်မူသောသူဖြစ်ကြသည်ကိုသိကြ၏တဲ့။အော်ကိုရင်က ကောင်းကြီးကိုအမွေခံရမှာမို့လို့သူများကိုလည်းကောင်းကြီးပြရမယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အဲ့ဒီလိုသဘောတရားနေတယ်ကိုကကောင်းကြီးအမွေခံဖြစ်တဲ့အတွက်အဲ့ဒီအမွေနဲ့ထိုက်တန်အောင်ဒုလိုအကိုကောင်းကြီးပေးခြင်းအဖြစ်ပြမယ်ဆိုတာမျိုးပေါ့ဒါကိုထပ်ပြီးရှင်းပြဖို့စာလန်ချန်း34ကိုကိုကထားသေးတယ်နော်ဟုတ်ကဲ့အခန်းငယ်10ကနေစနစ်ကစာလန်34မှာစနစ်36ကိုပြန်ကိုးကားထားတာပါအသက်ရှိပြီးကောင်းတဲ့နေ့ရက်တွေကိုမြင်ချင်လား။ဒါဆိုရင်မကောင်းတဲ့စကားလင်ညာတဲ့စကားကိုရှောင် မကောင်းမှုကိုရှောင်ကောင်းမှုကိုလုပ်မြင်းထချင်းကိုရှာပြီးလိုက်ရှောင်ဟုတ်ပြီဒီလိုလုပ်တဲ့သူတွေကိုဖျားသခင်ကကြည့်ရှုဆောင်ပါတယ်သူတို့ဆူတောင်းတာကိုနားထောင်တယ်ဒါပေမဲ့မကောင်းမှုလုပ်တဲ့သူတွေကိုတော့ဖျားသခင်မျက်လာတော်မူမှာမဟုတ်ဘူးမျက်မှောင်ကြောက်တော်မူတယ်လို့ဆိုထားတယ်ဆိုတော့ကိုကိုမကောင်းပြောသူဒုက္ခပေးသူကိုကောင်းကြီးပေးတာကခရစ်ယောကိုတူပါတာဖတ်တယ်လို့ဟုတ်တယ်ဘုရားရဲ့မျက်နာသာတော်ခံရဘူးနိလန်လေဖြစ်နေတယ်ပေါ့ The wise believers လေးလာချေရာဆိုရင် မှတ်ပါတယ်ကိုယ့်ရဲ့တွန့်ပြန်မှုတိုင်းမှာဝိညာဉ်ရဲ့အကျိုးဆက် ရှိနေလဲဆိုတာကိုပြနေတာပါအခုဆွေးနွေးမဲ့အပိုင်းကတော့ဒီခန့်အဓိကအကြောင်းအရာကြီးတစ်ခုလို့ပြောလို့ရမှတင်တယ်ဖြောင်းမှတ်ခြင်းကြောင့်ဒုက္ခခံရခြင်းပေါ့အခန်းငယ်73ကနေ20ဟုတ်ကဲ့ဒါကအရေးကြီးဆုံးအပိုင်းတွေကတခုပါအခန်းငယ်73မှာမိခွန်းတစ်ခုနဲ့စာထားလေလေတင်းတို့ဒီကောင်းသောအချင်းကိုကျင့်ချင်းကစိတ်အားကြီးလျင်တင်းတို့အားအဘယ်သူညှင်းဆဲမိနေတဲ့อืมပုံမှန်ဆိုရင်တော့မနှင့်တာပေါ့ ကောင်းတာလုပ်တဲ့သူကိုဘယ်သူကဒုက္ခပေးချင်မှာလဲ။ဒါမှလက်တွေ့ဘွားကအများနဲ့အဲ့လိုမဟုတ်ဘူးဆိုတာရှင်ပေသူတို့သိထားပုံရတယ်။ဒါကြောင့်အခန့်ငယ်ဆလိမာချက်ချင်းပဲဆက်ပြောတယ်။တိုးတော်လည်းဖြောင်းမချင်းတရားကြောင့်တင်းတို့သည်စင်းရဲဒုက္ခကိုခံရလျင်မင်္ဂလာရှိကြ၏တဲ့။ဟုတ်ကဲ့ဒီနေရာကဖြောင်းမချင်းဆိုတာဖျားသခင်အလိုတော်အတိုင်းမမငန်ငန်အသက်ရှင်တာကောင်းတာလုပ်တာကိုဆိုလိုတာပေါ့။အဲ့လိုကောင်းတာလုပ်လို့ဒုက္ခခံရတာတောင်မင်္ဂလာရှိနေ bless ပေါ့နော်လို့ဆိုထောတာကအားရှိစရာပဲ။ဒါမဲ့နင်းနေတော့နားလျာခံနိုင်တယ်။ ဟုတ်ပါတယ်။လောကအမြင်နဲ့တော့တခြားစီပဲလေ။ဒုက္ခခံရတာဘယ်လိုလို့မင်္ဂလာဖြစ်မှာလဲ။ဒါမဲ့ဒါကသာဝရရှိတော်ကနေကြည်ရမြင်မှာ။ဟုတ်ကဲ့။စက်ပြီးအခန်းငယ်15မှာအရေးကြီးတဲ့လမ်းညွှန်ကြိမ်တစ်ခုပေးထားတယ်။ပထမတစ်ခုကခရစ်တော်ကိုသင်တို့စိတ်နှလုံးနဲ့သခင်ရနိုင်ရှိမြုံကြလောတဲ့။ဆိုလိုတာကဒုက္ခတွေကြုံနေရင်တောင်ငါဘွားရဲ့အရှင်တခင်က ခရစ်တော်ပဲဆိုတာကိုဆွဲဆွဲမြဲမြဲယုံကြည်ကိုယ်ခံနေဖို့ပေါ့ အတိကြပဲဒုတိယလမ်းညွန်ချက်ကတော့တင်နှုံးနိုင်ရှိသောမျော်လင့်ခြင်း၏အကြောင်းကိုမိမြန်တော်သူရှိသမျှတို့ဟာနူးညံ့သောသဘောကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းကအစဉ်အသင့်ရှိနေကြလောဆိုတာပဲအာဒီအချက်ကလည်းအရေးကြီးတယ်မျော်လင့်ခြင်းအကြောင်းရှင်းပြဖို့အသင့်ရှိရမယ်ဒါပေမဲ့ဘလို့ပုံစံနဲ့ရှင်းပြမလဲဆိုတာကိုပါအတိအကျကြပြောထားတယ်ဟုတ်ကဲ့နူးညံ့သောသဘောနဲ့ကြောက်ရွံ့သောသဘောတဲ့ gentleness and respect ပေါ့မှန်ပါတယ်ဒီကြောက်ရွံ့ခြင်းဆိုတာက မေးတဲ့သူကိုကြောက်တာတည်းဘုရားသခင်ကိုယူသေးလေးစားတဲ့စိတ်ကြောက်ရွံ့တဲ့စိတ်နဲ့ပြောဖို့ရည်ညွှန်းတာပါလူတွေကိုလည်းလေးစားမှုနဲ့ဆက်ဆံဖို့ပေါ့ဟုတ်ကဲ့ကိုယူကြည့်ချက်မန်နေဆိုပြီးမာနာကြီးကြီးနဲ့ရန်လိုသလိုမျိုးမဟုတ်ပဲနှိမ့်ချမှုနဲ့လေးစားမှုနဲ့ပြောရမယ်ဆိုတဲ့သဘောတိတ်မှန်ပါတယ်အခန်းငယ်16မှာဆက်ပြောသေးတယ်ကောင်းသောတတ်တပါစိတ်ရှိဖို့လိုတယ်လေ good conscious ပေါ့อืม ကိုချင်းနီယာပိုက်ဆိုင်ရာအတွင်းစိတ်ခံယူချက်မှန်ကန်ဖို့လိုတယ်ပေါ့ဟုတ်ပါတယ်ကိုမကောင်းတဲ့သတ္တပစိတ်ရှိမယ်ခရစ်တော်၌ကောင်းကောင်းမွန်မွန်ကျင့်ကြံနေထိုင်မယ်ဆိုရင်ကိုကိုမဟုတ်မမှန်ဆွဆွဲကြဲရတဲ့သူတွေဟာနောက်ဆုံးမှာအဆက်ရသွားလိမ့်မယ်လို့ဆိုတယ်ဟုတ်ပြီဒါမဲ့ဒီလိုဒုက္ခတွေကိုခံနိုင်ရရှိဖို့အဓိကခွန်အားကဘယ်ကလာမလဲ ။အဲ့ဒါကတော့အခန်းငယ်16မှာဖော်ပြထားတဲ့ခရစ်တော်ရဲ့ပုံသက်သေပါပဲ။ The wise believers ကဒါကိုဒီအပိုင်းရဲ့အထွတ်အထိပ်အားပေးမှုဖြစ်မသားထားတယ်။ခရစ်တော်ရဲ့ပုံသက်ဒီဘလို့အားပေးမှုမျိုးလဲ။အခန်းငယ်16မှာရှင်းရှင်းလေးပြထားတယ်။ခရစ်တော်ဒီလေငါတို့ကိုဖျားသခင်ထံသို့ပို့ဆောင်ခြင်းကအပြင်းများကြောင့်တခါတည်းအသေးခံတော်မူ၏တဲ့။ तू ကဖြောင့်မတ်တယ်။ကျွန်တော်တို့ကမဖြောင့်မတ်ဘူး။ဒါပေမဲ့ तू ကကျွန်တော်တို့အတွက်အသေးခံခဲ့တယ်။ဆက်ပြီးတော့ ကိုခန္ဓာအားဖြင့်အသေးခံခြင်းတို့ရောက်တော်မူသောလဲဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းတို့ရောက်တော်မူ၏လို့ဆိုရဲဆိုတော့ကိုရောရဒုက္ခခံခြင်းကရှုံးနိုင်ခြင်းမဟုတ်ဘူးအောင်မြင်ခြင်းနဲ့အသက်ရှင်ခြင်းစီကိုဥတီသွားတယ်ဟုတ်ကဲ့ ခန်းငယ်16နှစ်နဲ့20မှာပါတယ်။နိုယေခီကဝိညာဉ်တွေကိုဟောပြောတယ်ဆိုတဲ့အပိုင်းကတော့အရေးပဲဖွင့်ဆိုမှုအမျိုးမျိုးကွဲပြားတဲ့အပိုင်းတစ်ခုပါလိ။ထမ်းမြောက်ချင်းကြားကာလမှာဖြစ်တယ်ပြောတယ်။တချို့ကလူစားထီမခံခင်ဝိညာဉ်တော်အဖြစ်နိုယေကနစ်တဆင့်ဟောဟရာလူဆိုတယ်။ဒါပေမဲ့ the wise believers ရဲ့သုံးသက်ချက်အရာတော့အဓိကရွေးချက်ကအဲ့ဒီအသေးစိတ်ချက်ခရစ်တော်ရဲ့အောင်မြင်မှု သူ့ရဲ့တန်ခိုးအာနာက အချိန်နေရအချိန်နေအလုံးအပေါ်လွမ်းချောင်းလေဆိုတာကို ပြကျင်တာဖြစ်နိုင်ပါတယ်။ဩအဓိကကခရစ်တော်ရဲ့အောင်ပွဲပေါ့ဟုတ်ပါတယ်အဲ့ဒီအောင်ပွဲကဒုက္ခခံနေရတဲ့ယုံကြည်သူတွေအတွက်အကြီးမားဆုံးအားပေးမှုပဲဟုတ်ကဲ့ဆက်ပြီးအခိုင်အငင်းနဲ့ဆက်တူမှာပတ္တိဇံအကြောင်းပြောထားသေးတယ် နောယေရေရေတင်ဖို့နဲ့ခိုင်နိုင်ပြီးတော့ဟုတ်ပါတယ်ဗတ္တိဇံကကိုခန္ဓာအညစ်အကြေးဆေးတာမဟုတ်ပဲယေရှုခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းအဖြစ်ဖျားသခင်ရှေ့၌ကောင်းသောအော်တပတ်စိတ်ကိုတောင်းလျှောက်ခြင်းပဋိညင်ဖြစ်တယ်လို့ဆိုတယ်ဒီမှာနဲ့ကောင်းသောအော်တပတ်စိတ်ကိုထပ်တွေ့ရပြန်ပြီးဆိုတော့ဗတ္တိဇံကအတွင်းပိုင်းကရိယာဝတ်ပြုခြင်းရဲ့ပြင်ပလက္ခဏာသဘောမျိုးလားဟုတ်ပါတယ်အဲ့ဒီကရိယာဝတ်က ်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတန်ကိုးကိုအမိပြုပြီးလှူဆောင်တာဖြစ်လို့အစွမ်းထက်တယ်။ဟုတ်ပြီ။နောက်ဆုံးအခန်းငယ်22မှာတော့ဒီအပိုင်းတစ်ခုလုံးကိုအားပြည့်နဲ့ညီကုန်းချုပ်လိုက်တယ်။ခရစ်တော်ဟာကောင်းကင်မှုတက်ကြွထွားပြီးဖျားတခင်ရဲ့လေယာဘက်တော်ရှိနေပြီ။음။ကောင်းကင်တမန်တွေအနာဆက်တွေတန်ခိုးတဲ့အကုန်လုံးကကိုယ်တိုင်အုပ်ဆိုးမှုအောက်မှာရှိနေပြီ။ဒါဒုက္ခခံနေရတူတွေအတွက်အဆုံးစုံမျိုးလင့်ချက်ကြီးပဲပေါ့။ ေချတာပေါ့လောကမှာဘာတွေပဲကြုံရကြုံရအဆုံးမအနံ့ရအဆိုးနေလာက ကိုကိုးခဲ့တဲ့ခရစ်တော်ပဲဆိုတဲ့အတိကအကြီးမားဆုံးခွန်အားပဲလीကဲဒါဆိုရင်ရှင်ပေရုပရမဆောင်အခန်းကြီး3တခုလုံးကိုခြုံငုံပြီးတော့ The wise believers ကစူးစိထားတဲ့အတိကသင်ခန်းစာတွေအချက်တွေကိုပြန်ဆက်ထုတ်ကြည့်အောင်ဟုတ်ကဲ့အိမ်ထောင်ကြီးမှာကိုယ့်အတ္တတာနဲ့တည်ခန့်ချင်းရဲ့တန်ဖိုးအင်း အဖင်ပန်းထအတွင်းစိတ်ရဲ့နူးညံ့သိမ့်ဝင်ဘူးငြိမ်သက်ခြင်းဆိုတဲ့အလကိုဥစားပေးဖို့ဟုတ်တယ်ပြီးတော့ဟိုကိုကမကောင်းပြောသူဒုက္ခပေးသူကိုတောင်ကောင်းချီးပေးဖို့ရွေးချယ်ခြင်းဒါကတော်တော်ခက်တဲ့အထံနော်ဟုတ်ကဲ့ပြီးတော့ကိုမျောလင့်ခြင်းအကြောင်းရှင်းပြဖို့အမြင်အသင့်ရှိနေရမယ်ဒါပေမဲ့နူးညံ့သိမ့်ဝင်မှုလေးစားမှုနဲ့ပြို့ဖို့လိုတယ်ဟုတ်ကဲ့ပုံစံကအရေးကြီးတယ်နောက်ဆုံးအရေးကြီးဆုံးကတော့မတရားဒုက္ခခံရတဲ့အခါ ကိုယ့်အတွက်အပြစ်မရှိဘဲဒုက္ခခံသွားတဲ့ခရစ်တော်ရဲ့ပုံသက်တွေကနေအာယူဖို့အဆုံးဆုံးအောင်မြင်ခြင်းကိုမျှော်ကြည့်ဖို့ဒါတွေပဲနော်ဟုတ်ပါတယ်ဒီအချက်တွေကဒီနေ့ခေတ်အတွက်တကယ်ကိုလက်တွေအထုံးချလို့ရပါတယ်ဘလိုမျိုးလက်တွေအထုံးချနိုင်မလဲ The wise believers ကအလေးပေးထားတဲ့အချက်တချို့ကိုထပ်ဖြစ်ပြောရရင်ပေါ့နော်ပရမတခုကအိမ်တော်ရင်းမှာဘုရားသခင်ရဲ့ဒီဇိုင်းကိုဦးစားပေးဖို့တယောက်နဲ့တယောက်လေးစားမှုကျမ်းစာကပြောတဲ့အခန်းခဏတွေကိုလက်ခံကျင့်သုံးမှုပေါ့อืม အခုခေတ်အင်းတောင်ရေးအယူဆအတွေအမျိုးမျိုးပြောင်းနေချိန်မှာဒါကပိုအရေးကြီးမထင်နဲ့ဟုတ်ပါတယ်ဒီလန်းညွန့်ချက်အတိုင်းခိုင်ခိုင်မာမာယက်တည်တဲ့အင်းတောင်တွေကအလင်းတိုင်းလိုဖြစ်လာနိုင်တယ်ဒုတိယချက်ကပရိပက္ခတွေကိုဂင်တယ်ပုံမှာလက်တုံပြန်ခြင်းနဲ့စိတ်ကိုချိုးနှိမ်ပြီးကောင်းချီးပေးခြင်းနဲ့တုံပြန်ဖို့တတိထားရမယ် စိတ်ခံစားချက်အရာတော့ခတ်မှာပဲခတ်ပါတယ်ဒါမှမဟုတ်စိတ်ကိုထိန်းချုပ်ပြီးဖခင်ရဲ့နီလာတိုင်လောက်တဲ့အခါညင်းထက်ချင်းကိုရနိုင်တယ်လို့အချင်းတွေကိုပြောင်းလဲစေတဲ့တန်ကိုလည်းရှိနိုင်တယ်တတိယကတော့ယုံကြည်ခြင်းကိုဝေမဲတဲ့အခါဘယ်လိုဝေမြမလဲဆိုတဲ့ပုံစံကအရေးကြီးတယ်ဆိုတာတတိယဖို့ပါနူးညံ့မှုနဲ့လေးစားမှုဟုတ်ကဲ့ဒါမှကိုပြောတဲ့သတင်းစကားကို လူတွေပေါ်ပြီးနားထောင်ခြင်းစိတ်ရှိမှာသတ္တထကတော့ဒုက္ခဆင်းရဲအထူးသဖြင့်မတရားခံရတဲ့အခါ ကိုအမှုကိုဖျားလက်ထက်အတက်ဖို့လေ့ကျင့်ရမယ်။ကိုဘက်ကကိုတရားမျှတမှုရအောင်မကြိုးစားပါနဲ့လား။ကိုဘက်ကလုံတင်တာလုပ်ရမှာကိုဒါပေမဲ့အဆုံးဆုံးတရားစီရင်မှာ အခြေအနေကိုထိန်းချုပ်နိုင်တာဖျားတခင်ပဲဆိုတဲ့ယုံကြည်မှုနဲ့အနိုင်ရမှာပါ။ခရစ်တော်တော်မှာသူ့ကိုယ်သူခမီးတော်လက်ထက်အပ်ထည်တယ်လေ။ဟုတ်ကဲ့။အရာအလုံးကိုဖျားထိန်ချုပ်နေတယ်ဆိုရယ်ယုံကြည်မှုကခံနိုင်ရှိစေတယ်။ဒီလမ်းညွန့်ချက်တဲ့အတိုင်းအသက်ရှင်ဖို့ကြိုးစားတာက ကိုရရပဝင်းကျင်တပ်ပါကောင်းကျူးဖြစ်စေမှာပါဟုတ်ကဲ့ဒီနေ့ကျွန်တော်ရှင်ပေရုပရမဆောင်အခန်းကြီး3ကို The wise believers ရဲ့အကူအညီနဲ့အတူတကွာစူဆန်လေ့လာခဲ့ကြပါတယ်။တကယ်ကိုလက်တွေ့ကျတဲ့အကြံပြုချက်တွေအများကြီးရလိုက်ပါတယ်။ဆက်ဆံရေးတွေတွေ့ရောဒုက္ခစီးရဲ့ကြုံတဲ့အခါခရစ်တော်ရဲ့ပွန်သက်တဲ့ကံနဲ့ခွန်အားယူဖို့ရောပေါ့။ဟုတ်ကဲ့။ဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်မှာစဉ်းစားစရာအချက်၄တခုလောက်ချန်ထားခဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါ ဒီကြအခါမှာအလေးပေးထားတဲ့အတွင်းစိတ်အရေးအတွေးတွေပေါ့နူးညံ့တိမ်မွေးခြင်းငြိမ်သက်ခြင်းနှိမ်ချခြင်းကိုချင်းစာတရားဟွန်းပြီးတော့အပြင်ပန်းတုံညံ့မှုမှာနူးညံ့တိမ်မွေးခြင်းလေးစားမှုကောင်းချီးပေးခြင်းစတာတွေကိုမွေးမြူဖို့စ조사အားထုတ်ခြင်းကကိုယ့်ရဲ့မိသားစုမိတ်ဆွေလူ့ဖော်ကွမ်းဖက်ဆက်ဆံရေးတွေကိုကောင်းမွန်စေရုံတိချပေါက်ကောင်းမွန်စေမှာပါ ဟုတ်ကဲ့ဒါအပြင်ဒီနေ့ခေတ်လိုသဘောထားကွဲလွဲမှုတွေအုပ်စုဖွဲ့အငင်းပွားမှုတွေတက်မမှုတွေများနေတဲ့ပူကျဲပြန်းတဲ့လူအဖွဲ့စီပတ်ဝန်းကျင်ထဲမှာတော့ဒီအရေးအတွေးတွေကပိုပြီးငြင်းချမ်းတဲ့နားလည်မှုတိဆောက်ပေးနိုင်တဲ့တက်ရောက်မှုမျိုးကိုဘလို့ဖန်တီးပေးနိုင်မလဲဆိုတာကိုဆက်ပြီးစဉ်းကျင်ကြည့်စေချင်ပါတယ်ဟုတ်သူချင်းရဲ့ twin site ပြောင်းလဲမှုကပိုကြီးရဲ့အတိုင်းဝိုင်းကိုဘလို့အကျိုးပြုနိုင်မလဲဆိုတဲ့မေးပွန်းကိုဟုတ်ပါတယ်အဲ့ဒီဆက်ဆက်မှုကိုဆက်ပြီးတွေးကြည့်ဖို့တိုက်တွန်းချင်တာပါစဉ်းစားစရာအချက်ကောင်းလေးပါပဲ ဒီနေ့ဒီဆွေးနွေးမှုကိုဒီမှာပဲညှနားလိုက်ပါစေ။ဟုတ်ကဲ့ပါ။